န်ရှင်သောဝိညာဉ်တော်ကိုဖိတ်ခေါ်ခြင်းမြတ်တာခမဲတော်တားတော်တန်ရှင်သောဝိညာဉ်တော်ဤနာမတော်မြတ်နှင့်အာမင်အိုတန်ရှင်သောဝိညာဉ်တော်မြတ်ဖျားကြွလာတော်မူပါဘာသာသူအပေါင်းတို့ဤစိတ်နှလုံးကိုပြည့်ဝစေတော်မူ၍ချစ်လေးမြတ်ခြင်းမိရှံဖြစ်လေထွန်းတောက်စေတော်မူပါဝိညာဉ်တော်မြတ်ကိုစေလွတ်သဖြင့်ဘာသာသူတို့ဤဝိညာဉ်တို့သည်တန်ရှင်ဖြူစင်ခြင်းတို့ရောက်ပါလိမ့်မည် မြင်မျက်နာပြင်သည်လည်းအသက်ပြုပြင်ခြင်းတို့ရောက်ပါလိမ့်မည်ဆုတောင်းကြစို့တန်ရှင်သောဝိညာဉ်တော်ဤအလင်းကျေးဇူးတော်အားဖြင့်ဘာသာတူအပေါင်းတို့ကိုတွင်တင်တော်မူပေသောအိုမြတ်စွာဘုရားသခင်၎င်းဝိညာဉ်တော်အားဖြင့်ဖြောင့်မှန်ရာကိုနှစ်သက်၍တာယာချင်းကိုခံစားအံ့သောငါကျွန်ုပ်တို့ဤသခင်ယေရှုကုသိုလ်တော်ကျိုးဆက်ကို ထောက်တော်မူ၍ကျွန်ုပ်တို့အားကယ်မတနာတော်မူပါ။ အာမင်တန်ရှင်တော်ဝိညာဉ်တော်ပွဲနိုဗီနာပထမနေ့ဉာဏ်ပညာတော်အရှင်ဝိညာဉ်တော်မြတ်ဖျားကြွလာတော်မူပါကောင်းကင်ဘုံရှင်အဘခမဲတော်ဖျားကိုရိုဤအကျင့်သာတရားတိုင်းကိုရော့ကိုယုံကြည်အားကိုးသောတိလုတ်တို့အပေါ်သို့ကိုရိုဤတန်ရှင်တော်ဝိညာဉ်တော်ကိုဆေလွတ်တော်မူပါကျွန်ုပ်တို့ဤစိတ်နှလုံးများကိုအလင်းပေး၍ကျွန်ုပ်တို့အား လမ်းညွှန်ရန်ဝိညာဉ်တော်ဖျားသည်ကျွန်ုပ်တို့အတွင်း၌ဂိမ်းအောင်ပါစေ ကျွန်ုပ်တို့၏အရှင်သခင်ခရစ်တော်၏နောက်တော်တို့လိုက်ရ၌ဝိညာဉ်တော်ဖျားသည်အင်အားပေးတော်မူပါစေကျွန်ုပ်တို့၏ကယ်တင်ခြင်းတရားနှင့်ဆက်ဆိုင်သော အရာအလုံး၌မမှန်ကန်ကန်ဆုံးဖြတ်နိုင်ရန်တန်ရှင်သောဝိညာဉ်တော်ဖျားသည် ကျွန်ုပ်တို့အားနှစ်သိမ့်အားဖြည့်မှု ပေးတော်မူပါမည်အကြောင်း ကိုရောဤသားတော်သခင်ယေရှုခရစ်တော်အားဖြင့်တောင်းလျှောက်ကြပါသည်အာမင်တန်ရှင်သောဝိညာဉ်တော်ကြွလာတော်မူသောပွဲအတွက်နိုဗီနာချစ်လှစွာသောတန်ရှင်သောဝိညာဉ်တော်အရှင်မြတ်ဖျားကျွန်ုပ်တို့ပေါ်၌ကိုရောထားရှိသောနှင့်ဆိုင်သည့်ပုဂ္ဂိုလ်ရေးမြတ်တော်ကိုယုံကြည်အားကိုးလျက် ိုတော်အလိုရှိပါကကျွန်ုပ်တောင်းခံရာကို ပေးသနာတော်မူပါယံအီနိုဗီနာတွင်ကျွန်ုပ်ဆုတောင်းပါသည်ဖျားဤဝိညာဉ်တော်မြတ်အရှင်ကျွန်ုပ်အားဘဝခရီးလမ်းဆုံးကိုသိရှိနားလည်ရန်တွင်တင်တော်မူပါဖျားရှင်ကို ကြောက်ရွံ့ယူသေးရန် ဆောင်မတော်မူပါစမန်သောနောင်ဒတံဝေကစိတ်နှင့်စိတ်ရှည်တိခန့်ချင်းရှိရန်ဆောင်မတော်မူပါ ကျွန်ုပ်အားအဖြစ်သေးသို့မကြောက်ပါစေနှင့် ကျွန်ုပ်အားယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ချင်းမေတ္တာစိတ်တိုးပွားစေတော်မူပါကျွန်ုပ်ဤစိတ်ဝိညာဉ်အတွင်း၌ကျွန်ုပ်ဤဘဝအခြေအနေနှင့်စီလျော်တင့်မြတ်သော ပါရမီများဖြစ်စေတော်မူပါကျွန်ုပ်အားသခင်ယေရှု၏တစ္ဆာရှိသောနောက်လိုက်တစ်ပည့်ဖြစ်စေတော်မူပါအသင်းတော်ကိုနာခံသောသားသမီးဖြစ်စေတော်မူပါ ပညတ်တော်များကိုစောင့်ထင်းရန် sacramental မင်္ဂလာများကိုထိုက်တန်စွာခံယူနိုင်ရန် အစွမ်းထက်သောကျေးဇူးကိုလုံလုံလောက်လောက်ပေးတော်မူပါကျင့်ဝတ်တရားဆိုင်ရာ ပါရမီ၄ပါးကိုတော်ဤစုကျေးဇူးတော်9ပါးအတိအပွင့်ကျေးဇူးတော်12ပါးကိုပေးတော်မူပါကိုတော်ရှင်ဖျားခေါ်တော်မူသော တပည့်တော်ဤဘဝအခြေအနေ၌ ပြေဝဆုံလင်မှုဖြစ်စေတော်မူ၍တာယာသောတေချင်းဖြင့်သာဝရအတက်သို့ပို့ဆောင်တော်မူပါမည်အကြောင်း သခင်ခရစ်တော်ဤနာမတော်အားဖြင့်တောင်းလျှောက်ပါသည်အရှင်မြတ်ဖျားအာမင်ဒီနိုဗီနာမှာပါဝင်ဆုတောင်းကြတဲ့ညီကိုမောင်နှမများနဲ့မြမပြည်ကြီးတစ်ခုလုံးအေးချမ်းသာယာခြင်းကို ရောက်ပါစေ အာမင်